င်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမြမကြီးစုရောအပြင်ကျွန်တော်နဲ့တူထုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံချမ်းခန်းကြီး83အပိုင်ငယ်ဆက်ခွန်ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်နောက်မှဘုရားသခင်ဤတန်ရှင်းရာဌာနထဲသို့ဝင်၍ သူတို့၏အဆုံးကိုနားလည်ရပါ၏ဒီကျမ်းစာကို ကြည့်တဲ့အခါမှာစာလန်ဆီယာက သူနားလည်ရခက်တဲ့ကိစ္စရှိတယ်လို့ပြောပါတယ်အဲ့ဒီနားလည်ဖို့ခက်တဲ့ကိစ္စပါလဲဆိုရင် မတရားတဲ့သူတွေက စီစိမ်တိုးပွားတယ်သူတို့ကိုကြည့်လိုက်ရင်ဘာဆင်းရဲဒုက္ခမှမရှိဘူးဘာအခက်ခဲမှမရှိဘူးဒါကြောင့်လေသူတို့ဟာ မာနကိုတစားစင်ပြီးတော့မှသူတို့ရဲ့မျက်နာက မောက်မာလျက်ရှိတယ်ဆိုပြီးတော့ ဖော်ပြတာကို တွေ့ရပါတယ်။ဒါကိုစဉ်းစားတဲ့အခါမှာသူနားလေရာခတ်ပါတယ်တဲ့။သို့တော်လည်းပဲတန်ရှင်းရာဌာနတဲ့သူဝင်ပြီးတော့မှဖះနဲ့အချိန်ယူလိုက်တဲ့အခါမှာတော့သူတို့ရဲ့အဆုံးကို နားလေရတယ်ဆိုပြီးတော့မှ သူပြောတာကိုတွေ့ရပါတယ်။တခါလေမှာကျွန်တော်နားလေရာခတ်တဲ့ကိစ္စတွေလောကမှာအများကြီးရှိပါတယ်။ဒီနေ့အပြင်ပြောရရင် မတရားတဲ့သူတွေက တရားသဖြင့်ပြုသောသူတွေထက် ပိုပြီးလုံခြုံနေတာပိုပြီးတော့အဆင်ပြေနေတာဘေးထုတ်ကမခံရဘဲနဲ့ရှိနေတာတွေကိုတွေ့တဲ့အခါမှာဒါဟာတရားနီလံမကြဘူးလို့ကျွန်တော်တို့ကဒီလို တွေးမိပါတယ်တွေးเสียအကြောင်းလည်းရှိပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တရားနီလံအရာဆိုရင်တော့တရားတဲ့သူတွေကနိုင်ရမှာဖြစ်ပါတယ်။မတရားတဲ့သူတွေကရှုံးရမှာဖြစ်ပါတယ်။တရားတဲ့သူတွေကကြွယ်ဝချမ်းသာရမှာဖြစ်ပါတယ်။မတရားတဲ့သူတွေကဒုက္ခဆင်းရဲနဲ့ထိုက်တန်ပါတယ် ဒါကတရားနီလန်းနဲ့တွေးရင်ပေါ့တိုးတော်လည်းပဲလက်တွေ့မြင်ရတဲ့အခြေအနေက ပြောင်းပြန်မတရားတဲ့သူတွေကအနိုင်ရပြီးတော့မှတရားတဲ့သူတွေကအရှုံးပေးရတယ်မတရားတဲ့သူတွေကစည်းစိမ်နဲ့မောက်မာပြီးတော့မှတရားတဲ့သူတွေကတော့မျက်နာငယ်ပြီးတော့မှဆင်းရဲရတယ်အောင်မြင်ခြင်းဆိုတာကဘာလဲတောင်မသိရတဲ့အခြေအနေမျိုးမှာ မတရားတဲ့သူတွေကတော့တစ်ခုပြီးတစ်ခုကိုရယူပိုင်ဆိုင်နေကြတယ် ဒါကအင်မတန်နားလေဖို့ခက်တဲ့ကိစ္စဖရာသခင်ကိုတော့ပြန်ပြီးမေခွန်းထုတ်ရမယ်ကိစ္စမျိုးဖြစ်ပါတယ်သို့တော်လည်းပဲဖရာသခင်ကကျွန်တော်တို့ကိုနားလေစေဖို့ရန်အတွက်တွန်တင်ပေးနိုင်တဲ့ဖရာဖြစ်ပါတယ်အခုလည်းပဲတန်ရှင်းရာဌာနတဲကိုဝင်မအဆုံးကိုနားလေတယ်သူတို့ရဲ့အဆုံးကတကယ်တမ်းကျတော့အကျိုးနည်းချင်းဖြစ်တယ်ဆိုတာကိုဖော်ပြထားတာတွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ ကျွန်တော်ရဲ့ဘဝမှာနားမလည်နိုင်တဲ့အရာတွေရှိရင်ဘုရားသခင်ရှေ့တော်မှောက်ကိုဝင်ပါဘုရားသခင်နဲ့မိသားယပွဲစကားပြောပါဘုရားသခင်ကကျွန်တော်တို့ကို နားလည်ရတဲ့အခွင့်ကိုပေးပါလိမ့်မယ်လူတွေရဲ့ပြောစကားမျက်စိနဲ့မြင်ရတဲ့အမှုအရာတွေကိုကြည့်ပြီးမှရှုပ်ရှုပ်ထွေးထွေးဖြစ်နေမယ်ဆိုရင်သိကြပါရစေဘုရားသခင်စီကအပြေလိုနေပြီဆိုတဲ့အထိပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာ မဖြေရှင်းနိုင်တဲ့ကိစ္စတွေနားမလည်နိုင်တဲ့ကိစ္စတွေတရားနီးလမ်းမကျဘူးလို့ထင်ရတဲ့ကိစ္စတွေကြုံတွေ့ရတယ်ဆိုရင်တော့တရားရဲ့အရှင်ဘုရားသခင် ထံတော်ပါမှာ တိုးဝင်ပြီးတော့မှဒီအကြောင်းအရာတွေကိုဘုရားသခင်ထံပြောပြပြီးမေးမြန်းသင့်ပါတယ်ဘုရားသခင်ကလည်းကျွန်တော်တို့ကိုပြန်လဲပြီးတော့မှ ဖြေချပေးမှာအမှန်ပဲလို့ဒီလို နားလည်ရပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့အထံတော်၌ချင်းကချင်းကအကျိုးရှိပါတယ် ဘုရားသခင်၌ခိုလုံပြီးနေခြင်းကအမှုတော်ကိုကြားပြောဖို့ရန်အတွက်ဖြစ်လာပါလိမ့်မယ်။ဒါကြောင့်မလို့မတိသေးတဲ့သူတွေနားမလည်သေးတဲ့သူတွေအရေးကို အမှန်ထင်နေတဲ့သူတွေကိုတေးချစွာ နားလည်အောင်ရှင်းပြနိုင်ဖို့ကျွန်တော်တို့ကိုယ်တိုင်ကလည်းရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့ရန်အတွက်အထံတော်ကို တိုးဝင်ဖို့လိုပါတယ်။ဘုရားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရုဂ်ကိုကျေးဇူးတင်ပါတယ်။ ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုစကားပြောလို့ယေရှုတင်တယ်။မရှင်းလင်းသောအရာများကိုနှုတ်ကပတ်တော်အားဖြင့်ရှင်းလင်းစေပြီးမှကိုရောရဲ့အလိုတော်အကြံစီတော်ထဲမှာသက်ရှင်နိုင်ဖို့မာစာပါ။ပုံကြီးခြင်း၊ဂုံပြုခြင်းအလုံးစုံကိုကိုရောအားပေးပါတယ်။ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင် အရောက်တိုင်းပေါ်မှာလဲကိုရောရဲ့လက်တော်ရှိပြီးမာစာပါမိအကြောင်းနဲ့အရာရာကို ရှင်းလင်းစွာနားလည်စေဖို့ရန်ဖွင့်ပြပါမိအကြောင်း တပါးရောသားတော်သခင်ယေရှုခရစ်တော်၏နာမ၌တနေ့တာလုံးကိုစက္ကအနံဆုတောင်းပါ၏အာမင်